မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာန၏ထိတ်တန်းနောက်ဆုံးရတရင်များကိုဆက်လက်အစီအခံတင်ဆက်ပေးနေပါရရှင်ယခုတစ်ခါဗမာဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပလောမြို့ပေါ်ရှိစံဝင်းအရဆိုင်တွင်တောက်ဆမှုယူနေသောလက်နက်ကန်ပြူစောတိသုံးဦးကိုပြစ်ခတ်တိုက်ခိုက်မှုသုံးဦးစလုံးသေဆုံးဆိုတဲ့တရင်ပဲဖြစ်ပါရယ်တနင်္သာရီတိုင်းပလောမြို့ပေါ်ရှိစံဝင်းအရဆိုင်တွင်တောက်ဆမှုယူနေသောလက်နက်ကန်ပြူစောတိသုံးဦးကိုပြစ်ခတ်တိုက်ခိုက်ရာသုံးစလုံးသေဆုံးခဲ့ကြောင်းဘေးကင်အမှတ်1တရင်မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် ေလ6ရက်နေ့ညနေ9:30မိနစ်ခန့်တွင်ပလောမြို့အမှန်နှင့်ရက်ွက်ရှိစံဝင်းအရဆိုင်တွင်တောက်စားမှုယူနေသည့်ပြူစောတိကောင်းဆောင်ကလန်နှင့်ပြူစောတိကောင်းဆောင်ကျော်ဒရာနှင့်ပြူစောတိတန်းနိုင်တို့ကိုဘိတ်ခိုင်အမှတ်တတရင်နှင့်ဘိတ်ခိုင်ပကဖပူပေါင်းဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။သေဆုံးသောပြူစောတိသုံးသည့်ပြည်သူများကိုချိန်ချောင်းဝင်းညခြင်းဖမ်းဆီးခြင်းခိတ်ကျေးကောက်ခြင်းလူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းဆူဆောင်းခြင်းပလောမြို့နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်ပြည်သူပိုင်းနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများလှုပ်ဆောင်ရရင်အထ 一个保温的,这的、这样透明的瓶子，对，是啊，嘞。 ဒီကောင်တွေကအတော်အေးပါတဲ့စစ်ကောင်စီတောက်တိုင်အကြီးစားတွေလက်တံလေးရှိတယ်။ပလောမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုတွေရဲ့မိသားစုတွေနေအိမ်တွေရဲရွာတွေကိုဒုက္ခပေးဆုံးကောင်တွေစစ်ကောင်စီလော်ဘီပြူစောတင်းငမင်းစီကိုအချက်လက်တွေပို့ပေးပြီး Telegram တွေ Facebook တွေကနေရသမျှကနေအော်ခိုင်းနေတာလေသူတို့ပဲသူတို့ကလက်နက်ကင်ပြူစောထီပေါ်အတူကအရှေရောရှိတယ်။သူတို့ထက်ငယ်တဲ့ပြူစောထီတွေကိုတော့စစ်တပ်ကလက်နက်ဆင်ပေးထားတာကိုဘိတ်ခရိုင်အမှတ်တရင်မှာတောင်းရှေသူတို့ကပြောဆိုသည်။ ဆလဘေးအကျန်းဖတ်ဆက်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကရဲဘော်သုံးတနက်တလက်အပါရှူကဖြူဟာ31ထံအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အကျန်းဖတ်ဆက်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကရဲဘော်သုံးတနက်တလက်အပါရှူကအမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကော်မတီတပ်ဖွဲ့ဖြူဟာ31လုံခြုံရေးတပ်ခွဲစီအလင်းဝင်ရောက်လာတယ်လို့သိရှိရပါတယ်။ရဲဘော်သုံးဟာတနက်တလက်ကြီးစံအတောင့်390ကြီးပေါက်6ခုလိုနဲ့အတူဖြူဟာ31ထံမက်လ30ရက်မှာအလင်းဝင်ရောက်ခဲ့တာပါ။ဖြူဟာ31ကလက်နက်ရှူလာတဲ့ရဲဘော်ကိုအငွေ ျက်သိန်း30ချင်းမြင်ငယ်ပင်၎င်းနဲ့အတူပါလာတဲ့ရဲဘော်နှုတ်ဦးကိုငွေကျပ်9သိန်းစီအသေးသေးပေးအပ်ခဲ့တယ်လို့ဆိုပါရယ်။ ဆလဘီစစ်ကောင်စီတက်ခိုင်မှုကြောင့်တလားအတွင်းအမျိုးသမီး82ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အပြစ်ခတ်ရစဲထားတဲ့ကာလစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဧပြီလ1ရက်နေ့ကနေ30ရက်နေ့အတွင်းအမျိုးသမီး82ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ50ဦးရှိခဲ့ကြောင်းမြမအမျိုးသမီးတမက BWU ကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတော်လရင်တပ်ဖွဲ့တွေရဲ့ပါဝင်စစ်ကောင်စီကငလျင်ဘေးကိုညီကယ်ဆယ်ရေးအတွက်ရာအပြစ်ရကြောင်းအသေးသေးကြေညာခဲ့ပေမယ့်စစ်ကောင်စီ ကပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေဆက်လက်လုပ်ခဲ့တဲ့အတွက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေနေစဉ်နဲ့အများအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါရယ်ဒီကလာတွင်စစ်ကောင်စီကလေကြောင်းကပုံချေတိုက်ခိုက်မှုကြောင့်59ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးနဲ့စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်9ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ်သေဆုံးခဲ့တဲ့အမျိုးသမီး82ဦးထဲမှာအသက်16နှစ်အောက်73ဦးပါဝင်ပါရယ်သေဆုံးသူအများစုဟာစကိုင်းတိုင်းကဖြစ်ကြပါရယ်တန်ရရတဲ့အမျိုးသမီးတွေထဲမှာလေကြောင်းတိုက်ခိုက်မှုကြောင့်40ဦး လက်နက်ကြီးပြစ်ခတ်မှုကြောင့်9ဦးမြေမြုံမိုင်းကြောင့်၄ဦးနဲ့အရကတပ်မတော် A တပ်ဖွဲ့ကမရင်းပြူချင်းညင်ညောင်းတအုပ်ပါဝင်ပါတယ်။ PWE ရဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရသူနဲ့ A ပြောခွင့်ရသူတွေကို RFA ကဆက်သွဲခဲ့ပေမဲ့အဆက်သွဲမရခဲ့ပါဘူး။ဆလဗီအိန္ဒိယကပါကစ္စတန်ကိုဒုံးကျည်များနဲ့စတင်တိုက်ခိုက်ဆွေးနွေးတင်ဆက်ပေးပါမယ်ရှင်။ အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအတွင်းကပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသကိုဒုံးကျည်များနဲ့မေလ9ရက်မနေ့အစောပိုင်းကတိုက်ခိုက်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါရယ်။အိန္ဒိယအစိုးရကစင်နူစစ်စင်ရေလိုအမည်ပေးထားပြီးပါကစ္စတန်နိုင်ငံအတွင်းကအကြမ်းဖက်သမားတွေခိုးအောင်တဲ့နေရာ၉ခုကိုတိုက်ခတ်ခဲ့တာလို့ပြောပါရယ်။ အိန္ဒိယနိုင်ငံအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသတွေကအပန်းဖြေစကန်တစ်ခုမှာပြီးခဲ့တဲ့ပါကစ္စတန်နိုင်ငံကစစ်သွေးကြတွေပြစ်ခတ်တိုက်ခိုက်ခဲ့လို့လာရောက်အပန်းဖြေတဲ့သူ26သေဆုံးခဲ့ရပြီးသေဆုံးသွားသူတွေထဲမှာအိန္ဒိယနိုင်ငံသားအများစုပါဝင်ခဲ့တယ်လို့အိန္ဒိယကပြောကြားထားပါတယ်။အိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးလူရှိုးသေဆုံးခဲ့ရတာကြောင့်ပါကစ္စတန်နိုင်ငံဘက်ကလည်းလက်တုံ့ပြန်တိုက်ခိုက်ဖို့စီစဉ်နေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံတို့ကြားစစ်ရေးအရတဲမာနေမှုကိုရှော့ချနိုင်မှုအတွက်အမေရိကန်သမ္မတနဲ့ကုလသမဂ္ဂ အတွင်းရမှုချုပ်တို့ကလည်းတိုက်တွန်းပြောဆိုထားတယ်လို့သိရပါဗျ။ဆလဘီတဲကုံမြို့စိုက်ပျိုးရေးရုံးနဲ့တက်ဆွဲထားသောစစ်တပ်တိုက်ခိုက်ခံရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်ခရိုင်တဲကုံမြို့စိုက်ပျိုးရေးရုံး၌တက်ဆွဲထားသောစစ်ကောင်စီတပ်ကိုတိုက်ခိုက်ခံရပြီးတိတ်ဆုံးမှုရှိကြောင်းမြို့ခံများကပြောသည်။တဲကုံမြို့စင်ကောင်းရွာအနီးရှိစိုက်ပျိုးရေးရုံးကိုမေလ9ရက်နေ့ည7:20မိနစ်ခန့်တွင်ပြည်သူ့ကော်မတီပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ အနည်းကတိုက်ပွဲလို့ဖြစ်သွားတာဒီမနက်တော့လမ်းသွန်းလမ်းလာတွေကိုမဲနေတယ်သူတို့အရန်ကြောက်နေတာဖြစ်တယ်ကျမတို့ကတော့ကြည်နေကြည်စားတာပဲဟုမြို့ကန်တူကပြောတယ်အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်၍ပြည်သူ့ကော်မတီတပ်ဖွဲ့ကသတင်းထုတ်ပြန်ခြင်းမရှိသေးပေပြီးခဲ့သည့်ဖေဖော်ဝါရီ29ရက်တွင်တဲကုန်းမြို့နယ်တီးပင်ရက်ကွက်ဆရာအတက်တင်တလန်ပေါ်မှာစစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုပြည်ခံပြည်သူ့ကော်မတီတရင်အမှတ်363တက်တက်ခွဲ3နှစ်တက်ခွဲ5တို့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့သည်တဲကုန်းမြို့သည်စစ်ကောင်စီတပ်မ6 666ချေဆိုင်ပြီးပြည်ခရိုင်အတွင်းစည်ရေးအရှိန်မြင့်မြင့်ဖြစ်၍ဒေသခံများစည်ရေးတရပြူကြရန်ပြည်သူ့ကော်ရီအဖွဲ့များကထုတ်ပြန်ထားသည်ပြည်ခရိုင်တွင်ဗရောင်းအုပ်တွင် ပေါက်ခေါင်းမြို့နယ်များ၌လည်းစစ်ကောင်စီတပ်နှင့်ကာကွယ်ရေးတပ်များကြားစည်ရေးတင်မာနေသည် ဆက်လက်ပြီးနန်းရုံမှာစစ်တပ်ကအင်အားဖြည့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးနန်းရုံမြို့ပေါ်မှာစစ်ကောင်စီတပ်ကစစ်အင်အားဖြည့်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဧပြီလ28ရက်ကစပြီးနန်းရုံမြို့မှာထိုင်နေတဲ့ခေါလိုက်ရ126တပ်ထဲကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်ဖြည့်ထားတယ်လို့နန်းရုံမြို့ကအမျိုးသားတရုတ်က KNG ကိုပြောပါဗျ။ မြို့ကကျင်းတော့ဒီမှာရှိတဲ့စက်သားတွေဆိုသေးတယ်ခုမြို့ထဲမှာလည်းမြင်နေကြမဟုတ်တဲ့စက်သားတော်တော်များတယ်ဗျဒီကလူတွေကတော့နည်းနည်းတော့စိုးရိမ်နေကြတယ်လို့အသက်40ဝန်းကျင်ရှိတဲ့မြို့သားတို့ကပြောပါတယ်စက်တက်နဲ့နေဆက်တဲ့နန်းရုံမြို့ကန်တို့ပြောပြချက်အရစက်ကောင်စီတပ်ဟာဧပြီလကုန်ပိုင်းနန်းရုံမြို့တွေကိုရဟင်းရင်နဲ့အင်အားတရာဝန်းကျင်ဖြည့်ထားတယ်လို့ဆိုပါတယ်နန်းရုံမြို့မှာစက်တက်ဘက်ကနန်းရုံပန်းဆောင်သွားတဲ့လမ်းပေါ်နဲ့တနိုင်းနန်းရုံလမ်းပေါ်မှာအဓိကတက်ထိုင်နေပြီးအခုအင်အားဖြည့်ထားတဲ့နေရာဟာမြို့ရင်းတက်လို့ပြောလို့ရတယ်နန်း န်ယွန်းပန်းဆောင်လမ်းမပေါ်ရှိနေရာမှာဖြစ်တယ်လို့သိရပါတယ်။နန်ယွန်းမြို့ပေါ်ကိုဘာကြောင့်အင်အားဖြည့်တင်နေဆိုတာအသေးစိတ်မသိသေးပေမယ့်နန်ယွန်းမြို့ဟာသကိုင်းကချင်အစံမှာရှိတာကြောင့်နန်ယွန်းမြို့ကနေကချင်ပြည်နယ်တနိုင်းမြစ်ကြီးနားဘက်အထိစုံစမ်းလာနိုင်တဲ့အတွက်အခုလိုအင်အားဖြည့်နေတာဖြစ်တယ်လို့ဒေသခံတွေကသုံးသပ်ပါတယ်။နန်းရွံ့ကသခိုင်းတိုင်းဆိုပေမဲ့ကချင်ပြည်နယ်တနိုင်းမြို့နယ်ဆက်နေတာအဲဒီတော့အိကနေတနိုင်းဘက်ကစစ်ကူလှုပ်ဖို့ဖြစ်နိုင်တယ်လို့နောက်ထပ်နန်းရွံ့ဒေသခံမျိုးသားတို့ကပြောပါရယ် ကချင်ပြည်နယ်တနိုင်းလီတို့လမ်းမပေါ်ရှိရှက်ဒူးဆုတ်ကျေးရွာတရှာမှာပြီးခဲ့တဲ့ဧပြီလအတွင်းစစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်ကြားတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့လက်ရှိချိန်အထိလည်းနှစ်ဖက်စီရင်တင်မာမှုတွေရှိနေတာပါ။ဒါကြောင့်စစ်တပ်ဘက်ကနန်းယွန်းဘက်အင်အားဖြည့်တာလို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။နန်းယွန်းမြို့ပေါ်မှာစစ်ကောင်စီတပ်ကအခုလိုအင်အားဖြည့်တင်းထားတဲ့နောက်နန်းယွန်းမြို့နဲ့စေမိုင်းကျော်ဝေးတဲ့နမလစ်ကျေးရွာထဲမှာလည်းနာဂလနဲ့ကိုင်အဖွဲ့တွေဖြစ်တဲ့ NSCNK ဂျုံအောင်ဖွဲ့ကအင်အားသုံးပြီးတပ်ဆွဲနေရယူရ ားလေးလို့သိရပါဗျ။နာဂလနဲ့ကိုင်းအဖွဲဖြစ်တဲ့ NSCNK ရုံအောင်အဖွဲနဲ့ NSCNK MI နှစ်ဖွဲတွေက NSCNK MI အဖွဲကစစ်ကောင်စီနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး NSCNK ရုံအောင်ဖွဲကစစ်ကောင်စီနဲ့တင်းမာတဲ့အခြေအနေမှာရှိတာဖြစ်ပါတယ်။ရှကုစလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ကောလင်းမြို့ကိုအချမ်းဘတ်စစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုပြုလုပ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းကိုလင်းမြို့နယ်အရှိချမ်းရှောက်ပင်ချံရွာကိုမေလ9ရက်နေ့ဒီကနေ့မနက်တနိုင်းမှာအကြမ်းဖက်ဆက်ကောင်စီကလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ကိုလင်း info ထံကသိရပါဗျ။အကြမ်းဖက်ဆက်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ရှောက်ပင်ချံရွာနေပြည်သူတို့ရဲ့အိမ်မော်ကျရောက်ခဲ့ပြီးနေပျက်စီးခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်ကြေးရွာမှာအုံပြူနေတဲ့လျှက်စစ်မီနဲ့သက်ဆိုင်တဲ့ပျက်စီးမှုတွေလည်းရှိခဲ့ပြီးပြည်သူထိခိုက်မှုမရှိဘူးလို့သိရှိရပါရယ်ရှင်။